လော်ရိုခရစ်ဆောက်တန်ပေါ်မာဆင်တို့အခုတစ်ပတ်မှာရှင်ပြိုင်ကစားမယ်ပရီးမီးယားလိပွဲစဉ်10ကိုဘယ်လိုခတ်မှန်းထားကြပါသလဲမင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ကျွန်တော်ကိုခတ်မှာအခုတစ်ပတ်ရှင်ပြိုင်ကစားမယ် ပွဲစဉ်30ကိုနမကြီးဖုတ်ဘောပန်ဒစ်တွေရဲ့ခမန်းမှုတွေဘလို့ရှိသလဲကျွန်တော်ခုရဲ့ညီကိုတွေကိုဝေမျှပေးသွားကြပါတယ်ပထမဆုံးပွဲ Brighton နဲ့ Leeds United Brighton ကတရည်အပြည့်ရှုံးပေးထားပါတယ်ဒီပွဲစဉ်ကို Loro က Brighton 3-1နဲ့နိုင်မယ်လို့ခမန်းထားပြီး Chris Southern ကတော့2-0နဲ့ Brighton နိုင်သွားမယ်လို့ခမန်းထားပါတယ်ပေါ်မှာဆင်ရလဲ သူသီးတို့ပဲဖြစ်ပါတယ်ဒီပုံကို၃ယောက်လုံးဒီလောက်ထိ Brighton ကိုကြိုက်နေကမှကျွန်တော်ကလည်းဘာမှမသိတဲ့ Leeds ကိုဘာကြောင့်အားပေးတော့မလဲစတာပါတကယ်တော့လေ Brighton အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်ပိုင်းကအတော်အားရကျင်းတဲ့စရာကောင်းပါတယ်။ United ကိုရှုံးသွားပေမဲ့လည်းသူတပြန်ကိုတပြန်ကစားခဲ့တယ်လို့ Arsenal ကိုရှုံးသွားပေမဲ့လည်းအရင်ခေတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးဗျ။ Brighton ဤပြ Hazard ရဲ့အရေးသွေးအရေးချင်းကိုကျွန်တော်တို့ယုံကြည်ရမှာဖြစ်ပါတယ်။သူတို့နှစ်ပွဲသက်ရှုံးနေပြီးသွားတဲ့အချိန်မှာဒီလိုမျိုးပွဲမျိုးอ่ะဗျ။တရေတောင်ကြောက်ခွင့်ရှိမနေဘူး။ Brighton သင်းအပိတာပို့ပြီးတော့နှွေးထွေးမယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံး Brighton ပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်တစ်ပွဲ Berlin နဲ့ အားစတဲ့ဒီပွဲစဉ်ကိုအာကြီးကတလုံးအပြည့်ရှုံးအကြောပေးထားပါတယ်ကျွတ်စင်ရင်တော့တလုံးသွေးရမရအောင်တလုံးသွေးအပြည့်ရရှုံးမှာအနည်းဆုံးတော့နှလုံးသွေးရမယ်ဝမ်းစီသွားလို့လို့မရအောင်တူးစီတော့ဖြစ်မှရလိမ့်မယ်ဖြစ်လဲဖြစ်မှာပါပြိုင်မဲ့ဘန်လီဆိုတဲ့အခါကျတော့လေကျွန်တော်လည်းဖြစ်မယ်လို့ထင်တယ်အဲ့ဒီတော့ကျွန်တော်ကတော့ရှင်းတယ်အာစတဲ့အသင်းကို preview မှာတဲ့ကရွေးပေးပြီးသားပါ အဲ့ဒီပွဲစဉ်ကိုလော်ရိုကဘယ်လိုခတ်မှန်းသလဲ RE31 လို့ခတ်မှန်းထားပါတယ်အဲ့တော့သူကဘန်လီကိုတကိုးပြန်ပေးလိုက်တဲ့သဘောမျိုးပေါ့နော်လော်ရိုကတော့ဆောက်တန်ကတော့ RE1C ဖြစ်ပြီးပေါ်မာစင်ကတော့ Arsenal 2C ဖြစ်ပါတယ်ကျွန်တော်ပြောပါတယ်ကဘာပေါ်ကဘောလုံးပွဲခတ်မှန်းသုံးသက်တဲ့သူတွေတောင်မှ Arsenal တကိုးသေးကြတယ်ဆိုတော့သူတို့သိတယ် RE1C 2C သေးကြတယ်ဗျာအတိတ်အဲ့တိုင်းပဲသွားအောင်ပါဒါပေမဲ့ဒီပွဲစဉ်က1-0တော့သွားလို့လို့မရ1-0သွားလို့ရအသင်းကတော့နိုင်မှာသူပြောသူ1-0နဲ့နိုင်လဲနိုင်တာပဲသုံးမဲ့ပြည့်တာပဲတိုးတော့ဘောလုံးပွဲ ကစားတဲ့သူတွေကြတော့နာကပါဝမ်းစီးသူတွေနာကပါအဲ့တော့2 3အတွင်းဖို့တော့လိုတယ်ပေါ်မစင်ခမန်းတို့လို2 3ဖြစ်သွားမယ်လို့လည်းကျွန်တော်ထင်တယ်ဗျ Okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Palace နဲ့ Brentford ဖြစ်ပါတယ်အကြောပေးမှုရ Crystal Palace ကတည်ရကြရင်အပြည့်ရှုံးပေးထားပါတယ် တနည်းများတယ်ဗျ။ဘာကြောင့်လဲဆိုတော့လေ Bravo ကြီးကလည်းသွားရှော့တွက်လို့မရတဲ့အသင်းမျိုး Kate Andrews တဲ့မယုံကြည်နိုင်တဲ့ကောင်းလောက်အောင်ကိုကောင်းတာဗျ။နောက် Igotia ကိုပြီးခဲ့တဲ့အော်တိုဘာလကအကောင်းဆုံးတလတာအကောင်းဆုံးကစားသမားစုထဲမှာပါနေတယ်။အဲ့လောက်ထိကိုလိုက်ဖက်ညင်နေတယ် Bravo နဲ့ Igotia ကိုကကျော် လှူစားလို့ရတဲ့ပလေယာတွေအများပြားပါဝင်နေတဲ့အတွက် Crystal Palace အဲ့လောက်ထိမလွယ်တော့ဘူးလို့ကျွန်တော်ထင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကို Loro က Palace ဒူးစီးနဲ့နိုင်မယ်လို့မှန်းထားတယ် Southampton 1-0ဖြစ်ပြီးတော့ပေါ်မဆင်ကလည်း2-1နဲ့ Palace နိုင်မယ်လို့ခန့်မှန်းထားတယ်ကျွန်တော်ကတော့အဲ့လိုမထင်ဘူးသူတို့ဂျားထဲမှာ လီဗာပူးကိုပွဲချက်ကစားထားတဲ့အချိန်လေးလည်းရှိတယ်။ဘရန်ဖို့လည်းကစားရတာပဲ။ဒါပေမဲ့ဘရန်ဖို့ကလီဗာပူးလောက်ပွဲမချက်ဘူး။ကျွန်တော်တို့ဒီပွဲစဉ်မှာဒီပုံကိုယ်တွေနဲ့နည်းနည်းအမြင်ချင်းတော့ကွဲကျင်တယ် bro ။ကျွန်တော်ပြားတွေကိုအားပေးချင်ပါတယ်။ကဲကျွန်တော်နောက်တစ်ပွဲသွားအောင်။အပွဲကတော့ဖူလန်နဲ့ဟူဗန်တန်ဖြစ်ပါတယ်။နှစ်သင်းလုံးကတော့ရေကြီးနေတဲ့အသင်းတွေ။ဒါပေမဲ့ဟူဖ်ကပိုပြီးရေကြီးပါတယ်။နီးပြပယ်ရာကိုဘဲချင်းဘဲကာလာထုတ်ပယ်မယ်မသိတဲ့ အနေထားတရက်ကိုပါရောက်ရှိနေတာပါဒီလိုချိန်မှာဖူလန်ကတော့အခွင့်ရအပြည့်အဝယူသင့်တယ်တရေရှုံးဆိုပေမဲ့ဒီလိုပွဲမျိုးကဖူလန်ကိုအားပေးရွေးချယ်သင့်တယ်ဗျအဲ့တော့လော်ရိုကဖူလန်ဝမ်းစည်းနေနိုင်မယ်လို့မှန်းထားတယ်ဆောက်တန်က2-1ဖြစ်ပြီးပေါ်မောင်စင်ကတော့2-0ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးအမြင်ချင်း တူညီပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်တစ်ပွဲသွားအောင် Northern Forest နဲ့တယဲနီမယ်ယူနိုက်တက်တင်းကဒီပွဲဒီမှာတည်ကြရင်တဝက်ရှုံးအကျော်ပေးမှုပေးထားတာပါအကျော်ပေးမှုပြော့ပေမဲ့အဲ့ဒီဘိုင်းကိုသွားကြည့်လို့မရအောင်လက်ရှိဖြစ်တည်မှုရ Northern Forest ကပြန်လဲတီဆောက်နေတီဆောက်နေတဲ့နီးပြောက်ကိုလည်းရှိုးလိုက်အောင်များရှောင်းတိုက်ကြည့် ။ရှောင်းနဲ့ရှူကျွန်တော်ကတော့အရင် impress မဖြစ်ဘူးဗျ။ကိုကိုတိုင်းသေးချာတိခဲ့တဲ့နီးပြဖြစ်တာလဲပါတယ်ပေါ့နော်။သူအတင်းတင်းကိုတိဆောက်ဖို့ဆိုရင်ဟိုတာမန်အတင်းလေးတွေပဲအဆင်ပြေလိမ့်မယ်။ Nottingham Forest ကတော့အဲ့လိုတာမန်အတင်း level မျိုးလည်းမဟုတ်ဘူး။ပြီးခဲ့တဲ့ဘောလုံးရာသီက Champion League ဝင်ခွင့်ရဖို့အတွက်အနည်းဆုံးအခြေအနေရှိခဲ့တဲ့အတင်းဒါပြင်ဖိအားလည်းများတယ်ဗျာ။ အဲ့ဒီကယူနိုက်တက်တို့အနေနဲ့နိုင်ဖို့ခွင့်လန်းရတော့များတယ်ဗျဒီပွဲစဉ်ကိုလော်ရိုကယူနိုက်တက်ဝမ်းစီးနဲ့နိုင်သွားမယ်လို့မှန်းထားတယ်ဆောက်တန်ကဝမ်းဝမ်းဖြစ်ပြီးပေါ်မဆင်ကဝမ်းဝမ်းဖြစ်ပါတယ်ဒီချိန်ဒီကာလယူနိုက်တက်အတွက်လုံးဝအခွင့်အရေးကိုမိမိရအတုံးချတဲ့အချိန်ကာလ ျွန်တော်အများနဲ့ပြောနေကြစကားလေးနော်လေဒီဆရာတော်ကြီးရေးဖွဲ့ထားတဲ့နော်ခွင့်တာခိုင်မှမလိုက်ချင်ရင်ခွင့်တာတော့မှမယုံချင်ရင်ဆိုတာဒီ United အခြေအနေနဲ့ဆက်ဆက်နေတယ်သူတို့ခွင့်တာနေတယ်ဒီအချိန်မှာကျွန်တော်ကျန်တဲ့အသေးလေးနဲ့တွေ့ရင်အဲစကားပြောမှာမဟုတ်ဘူး Northern Forest ကိုနိုင်တဲ့နဲ့တေကြလို့လုံးဝမဖြစ်ဘူးကဲကုံကုံပြောမယ်ဗျာတေကြသွားပလိစီအောင်တဝက်လောက်ပဲဆုံးချောမှာဖြစ်တဲ့အတွက် United အသင်းကိုရွေးချယ်တာပို့ပြီးကောင်းပါလိမ့်မယ်โอเคအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲ Tottenham Hotspur နဲ့ Chelsea ဒီပွဲရဲ့ကြော်ပေးမှုကတော့ ဒယ်ဒယ်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲဒီမှာ twin ကိုအများကိုရွေးချယ်ပေးထားပါတယ်လော်ရိုကတော့ chelsea 2-1နဲ့နိုင်မယ်လို့မန်ထားတယ်ဆောက်တန်က1-1တည်ပွဲဖြစ်သွားမယ်လို့မန်ပြီးတော့ပေါ်မဆင်ကတော့ chelsea 2-1နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ် total ကဘရွေတန်တယ်နော်သုံးလုံးသွင်းတာနဲ့သူကတဝက်ပျော်ရွှင်ခွင့်ရမယ်အခု bandit တွေခမန်းပုံရဆိုရင် chris southern ခမန်းပုံတစ်ခုသာ total ကို under ဖြစ်ပါတယ် လော်ရိုရောပေါ်မာဆင်ရောနှစ်ယောက်လုံးကတော့တူတယ်ကို over ခမန်းပုံမျိုးပါအဲ့တော့ကျွန်တော်တို့တူတယ်ကို over ကိုအမြင်ချင်းတူညီတယ်လို့ပဲပြောရမှာပါခင်ဗျာကဲနောက်တဲ့ဘွဲက Liverpool နဲ့ Aston Villa ဒီဘွဲတွေအကြောပေးမှုသည် Liverpool 1D အကြောပေးမှုပြင်းတယ်ဗျအဲ့တော့ဒီဘွဲတွေမှာ Loro က Liverpool 2-1နဲ့နိုင်မယ်လို့မှန်းတယ် Southampton က3-1နဲ့နိုင်မယ်လို့မှန်းပြီးပေါ်မာဆင်ကတော့1-1တေဘွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်ကတော့ Chris Southampton နဲ့အမြင်ချင်းတော်တော်လေး နီးဆက်တယ်လို့ပြောရမှာပါလီဗာပူးအသင်းနိုင်ဖို့အခြေအနေများတယ်ငါးပွဲဆက်ဘာညာတော့မရှုံးဘူးဗျာအဲ့ဒါတော့ကျွန်တော်ယုံတယ်အဲ့တော့ဒီပွဲကလီဗာပူးအသင်းကိုအားပေးရမယ်လို့ကျွန်တော်ယူဆပါတယ်ဒါတော့ကိုယ့်အမြင်နဲ့ကိုယ်တူချင်မှတော့တူလိမ့်မယ်ဗျာကျွန်တော်ကလီဗာပူးကိုသဘောကျတယ်ခင်ကျွန်တော်နောက်ထပ်တစ်ပွဲတော့ဝက်ဆန်နဲ့နျူကက်ဆယ်ဖြစ်ပါတယ်နျူကက်ဆယ်ကတလုံးတဝက်ပြောရှင်ခွင့်ရပါတယ်ဒီပွဲစဉ်ကိုလော်ရိုက ယူကက်ဆယ်3-1နဲ့နိုင်မယ်လို့မှန်းပြီးဆောက်တန်ကလည်း2-0နဲ့နိုင်မယ်လို့မှန်းတယ်ပေါ်မာဆင်ကလည်း3-1နဲ့နိုင်မယ်လို့မှန်းထားပါတယ်ပွင့်လင်းပြောရင်တော့အဲ့လိုမှန်းလို့ရလောက်တဲ့အထီကိုယူကက်ဆယ်ကကောင်းနေတာပါကျွန်တော်ယူကက်ဆယ်ကိုမယုံလို့ဘက်ကန်နဲ့ပွဲတိုင်းရှုံးပါတယ်ဂျာတဲ့မှာ EFL ကတ်တုံးကလည်းယူကက်ဆယ်ကိုမယုံပါဘူးဒါပေမဲ့ယူကက်ဆယ်ကတော့အမြဲလိုလိုနိုင်နေပါတယ်ဒီပွဲစဉ်ကဝက်ဆန်လိုပြန်လဲတိဆောက်တဲ့အသင်းနဲ့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်ယူကက်ဆယ်အားသာချက်တွေအများကြီးရှိနေပါတယ်ကျွန်တော်လည်းယူကက်ဆယ်ကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနောက်ထပ်တစ်ပွဲမန်စီးတီးနဲ့ ဘုံပေါက်ဒီပွဲစဉ်ကိုလော်ရိုက Mercedes 30နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားတယ်။ Southern ကတော့31နဲ့နိုင်မယ်လို့မှန်းပြီးပေါ်မာစင်ကတော့21နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Mercedes ကိုအားလုံးအနိုင်နေပြီပဲပေးထားပါတယ်။ဒါပေမဲ့ handicap က 1D ပါ။ပျော်ပြောင်းနေတဲ့အကြောပေးမှုလို့ကျွန်တော်ယူဆတယ်။ကျွန်တော်ကတော့ Mercedes တကူးနဲ့အထက်နိုင်ဖို့ဆိုတာနည်းနည်းမြန် ခတ်မလားပေါ့လေဒီပွဲပြီးရင်လည်းပွဲချက်တွေတောက်လျှောက်ကစားဖို့ရှိတယ်အဲ့တော့ကြောင့်ဘုံမောက်အသင်းကိုပဲကျွန်တော်ကဒီပုဂ္ဂိုလ်၃ယောက်နဲ့အမြင်မတူညီပဲရွေးချယ်ပေးချင်ပါတယ်နောက်ဆုံးပွဲကတော့ Sunderland နဲ့ Everton ဖြစ်ပါတယ်ဒယ်ဒယ်ဆိုတဲ့အကြောပေးမှုပေးထားတာပါ Loro 11 Southampton 11ပေါ်မာစင်ကတော့ Sunderland 21နဲ့နိုင်မယ်လို့မှန်းထားပါတယ် Everton ကြီးကလည်းတဖြည်းဖြည်းချင်းစီကျသွားတာစိတ်ပျက်စရာကောင်းပါတယ် Sunderland ကတော့ပြောလို့ပြောရမှာမဟုတ်တန်တက်လာတဲ့အသင်း၃သင်းထဲမှာအကောင်းဆုံးအခြေအနေရှိရလို့တော့ပြောနိုင်ပါတယ်ကျွန်တော်ကတော့ Sunderland အသင်းကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ